ပြိတ္တကြီးကိုကျွန်မအခုပြပြခြင်းတဲ့တည်ရင်ကတော့ဒိုးညီနောင်ကာဂိတ်ပေါ့နော်ကာဒီကျိုင်းတုံကနေတောင်ကြီးကိုထွက်ခွာတဲ့ကာကဒီကာသမားပေါ့ကာမောင်းတဲ့သူက မိုးနေပြီးတော့ကာကြောက်တဲ့ဥကြဘူးလက်မတင်လေးလိုရယ်ပေါ့နော်အဲ့ဒီအကြောင်းလေးကိုပြပြချင်ပါတယ်အခုလောလောဆယ်ဗီဒီယိုလေးတစ်ပုဒ်ဖွင့်ပြပေးမယ်ပေါ့နော်မဖွင့်ပြခင်မှာသူကဘလို့ဖြစ်တာလဲဆိုတော့အဲ့မှာဆိုရှယ်မီဒီယာမှာရေးထားတဲ့တရားကပြောတာပေါ့နော်သူ့ရဲ့အမကညနေ၄နာရီကျော်ကစပြီးတော့စထွက်တယ်လို့ပြောပါတယ်ကာမထွက်ခင်ကလေးကနေပြီးတော့ကာမောင်းနဲ့သူကမိုးနေတာပေါ့နော်နောက်မျက်လုံးနေလဲနေပြီးတော့ရောင်ထိုးနေတာပေါ့နော်အရန်ကိုမိုးနေတဲ့အခြေအနေမျိုးပေါ့ဆိုတော့သူတို့ကကာမထွက်ခင်တနားရီလောက်စောရ ောက်တဲ့အတွက်ကြောင့်မလို့ဂိမ်းမိုးကိုဝိုင်းပြောတဲ့ချိန်မှာကာသမတရားကိုနောင်ချိုးထိမောင်းခိုင်းတယ်လို့သိရပါဗါ။အဲသူ့ကိုတော့နောက်ကနေပြီးတော့လိုက်ခိုင်းနေပေါ့မူးနေတဲ့သူ။ပန်ချူရောက်တဲ့အခါမှာတော့မောင်းနေတဲ့သူကိုပြန်လွတ်ပြီးတော့ဒီမူးနေတဲ့သူကကာတမောင်းတယ်လို့သိရပါဗါ။အဲ့လောက်မူးနေတဲ့ဟာကိုအမြန်မောင်းတဲ့အတွက်ကြောင့်မလို့ခရီးတဲ့ကြီးကအရှိန်ရှော့ဖို့ပြောတာကိုသူကရံပြန်လုပ်တယ်ပေါ့နော်။အဲနောက် ABCB ကလည်းလမ်းမှာထပ်တောက်တယ်လို့သိရပါဗါ။နောက်ပေါ့နော်အဲ ငါတိတ်မကြောက်ဘူးဒီဟာတောက်ပြီးတော့တိတ်မကြောက်ဘူး15မိနစ်လောက်အကြာပါပဲကိုကိုွေးတောင်ရဲ့ 6ခွေမြောက်မှာကားချောက်ထဲကြတာပါဆိုတော့ဒုညီနောင်ကားသမားပေါ့နော်အဲအဲ့လိုမျိုးအဲကားမောင်းနေသူကမူးနေတာကိုတက်ပြီးတော့မောင်းခိုင်းနေကားဂိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အတက်အနေတွေကမထိခိုက်ဘူးဆိုပေမဲ့ပေါ့နော်တကယ်လို့ဟိုလက်မတင်လေးပဲလိုတာပေါ့လေတစ်ပင်ခံနေတဲ့အတွက်ကြောင့်မလို့လက်မတင်လေးပဲလိုသွားတာနောက်မို့ဆိုလို့ရှိရင်အကုန်လုံးဘဝမတွေးရစရာပေါ့နော်အဲအဲ့ဒါကြောင့်မလို့အားလုံးပဲဒီနာမည်ပြည့်ရှိတဲ့ကားဂိတ်ကိုရှောင်ပါဆိုပြီးတော့ပြောထားပါတယ်နောက်ကိုဝင်ဆောင်တဲ့အမတယောက်ကတော့ကားတ ော်တော်ထိသွားပြီးတော့ကျန်တဲ့သူတွေတော့တိတ်မထိဘူးပေါ့နည်းနည်းထိရတယ်တော့ရှိရပေါ့နော်အရင်မထိဘူးဆိုပြီးတော့လည်းပြောထားရပဲဖြစ်ပါတယ်အခုသူတို့ရဲ့ဗီဒီယိုလေးကိုကျွန်မဖွင့်ပြပါမယ်အားလုံးပဲကြည့်ကြည့်လိုက်ကြပါဦးရှင်ဒီမှဒီမှငါတို့ကသူစီးခဲ့တဲ့ဟာတွေကလေးလေးပါတယ်ဒီမှတိုးသေးတကယ်ကြောက်နော်အဲ့ဒါကြားသွားရင်ငါတို့သေပြီအဲ့ဒါကောင်းကောင်းလို့အခုတလောတော့သူတို့ပြောသေးတယ်တော်ရဲ့ပြင်မဟုတ်သူတို့ဖြစ်တာ တွန့်တို့အချိန်တွန့်သူရှိများကြီးဖြစ်သွားတာအချိန်ချောဦးလေးလို့ဘေးချိန်ပြပြရောက်ရင်ရပြီလို့ပြောရလေငါတို့ဆဲတယ်အားလေကျမ်းစာကလေးကကျွန်တော်ငါကားသမားနော်တဲ့ငါကားသမားနော်တဲ့ငါကားသမားနော်တဲ့နင်တို့လည်းငါ့ကိုပဲမအိုနဲ့တဲ့အဲ့လိုထီတောင်ပြောရင်တော့ငါလည်းငါတို့တောင်မှတိတ်တိတ်လေးပြန်နေသွားတာဦးလေးဘေးချိန်ရောက်ရောက်ရတယ်အချိန်ချောလို့ပြောရလေနော်အလောက်ချပြောရနော်ငါတို့လည်းကြောက်တာပေါ့ဟုတ်တယ်ဟုတ်ခီးတော့ဘွေးတူရကြီးပဲဒီဘလိုင်းတခါလည်းမတောက်တဲ့ 哦，对不起你啊，不用找了那个。我这个。我来干的把头拉皮了，干的把我扒叉呗。你牙刷没？还是没有漏？啊，那我被塞了一堆的，都是小屁屁毛虫啊，那我被塞了一堆。 ကပ်ခံနေတော့ဒီမှာကာဒီမှာကာကာဒီလိုမျိုးဖြစ်သွားတာအဲ့ဒါအောက်မှာချောက်ပဲဒီမှာတစ်ပီနဲ့ကေထားလို့အိုးဘလောက်ထိတော့အေးဘလောက်ထိရောက်ကြောက်နေမလဲမသိဘူးပေါ့နော်ဆိုတော့ပြောချင်တာဒီကာဂိတ်တွေကလည်းကာသမားတွေကိုတိတိကျကျစီစစ်ပြီးတော့မှမောင်းခိုင်းမှုအတွက်လိုပါတယ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ပေါ့နော်အခုကဟို တယောက်ကတာဝန်ပေါ်စားလိုက်တဲ့အတွက်ကြောင့်မလို့ဂျန်နဲ့ခရီးသည်တွေရဲ့အသက်အန္တရာယ်တွေထိခိုက်ဆုံးရှုံးနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကားကိကလူတွေဒီကားမောင်းသမားကိုပဲဖြစ်ဖြစ်ပေါ့ပြီးွားလို့ရှိရင်နောက်ပိုင်းမှာလည်းအလားတူကိစ္စတွေမဖြစ်အောင်ပေါ့နော်ဝန်ထမ်းတွေကိုတည်တည်ကြာစီစစ်ပြီးတော့အကဲဖြတ်ဖို့လိုတယ်လို့ပြောချင်ပါတယ်ထိခိုက်သွားတဲ့ခရီးသည်တွေအားလုံးအတွက်လည်းစိတ်မကောင်းပါဘူးလို့ပြောချင်ပါတယ်ရှင်